မင်းရဲ့ကျင့်ကြံမှုစိတ်ဓာတ်နဲ့ဆိုရင်ကောင်းကင်ဘွယ်ပြိုင်ပွဲမှာပေါဝင်ဖို့တော့မတန်ဘူး။မင်းကရေချင်းမရှိဘူး။ ရင်ဆိုင်ရဲ့မျက်လုံးလေးမှာစိတ်မရှိမှုတွေအားပို့ပြီးတော့ပြင်ထန်လာပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုံးချင်ပါတယ်။ထိုလူကိုစမ်းသက်တာသူ့အတွက်အချိန်ဖြုန်းတိတယ်လို့ခန်းစားနေရပါတယ်။ချင်းချမ်းသူရဲ့မူလဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်စီပြောင်းလဲသွားပါတယ်။ဒိုးဝါရင်ရင်ဆဲကိုမျက်နှာဖြူဖြူအောင်နဲ့ကြည့်ပြီးတခုခုကိုပြောဖို့အတွက်ပါးစပ်ကိုဟားလိုက်ပေမဲ့ဘာမှပြောပဲဥညွှန့်လိုက်ပါတယ်။သူကဝမ်းနည်းစွာနဲ့ပဲတင်းနီယာရှင်ပြောင်းချင်းစဝိုင်းစီကိုပြန်သွားပြီးပြောက်ွက်သွားပါတယ်။အစား325ရောက်ရှိတာတယောက်ရွတ်သွားပါပြီ။ရင်ဆဲကကောင်းကင်မှာရှိနေတဲ့ချင်းချမ်းသူတွေကိုကြည့်လိုက်ပြီးတယောက်ပြီးတယောက် ောက်လညုံနဲ့ထိုးလိုက်ပါရင်လညုံနဲ့ထိုးခန့်ရတဲ့ကျဉ်းကျဉ်းသူတွေကအန်ချိတ်ပြီးတော့အောက်ဆင်းသက်လာပါလေ။ကုမင်းပေါ်ရောက်တော့ရင်ဆဲကိုလက်နှစ်ဖက်ဆုပ်ပြီးအကြီးကဲကျေးဇူးပြုပြီးတော့တုန်တင်ဆုံးမပေးပါ။ ူတို့ကရူတီဆွန်နဲ့ပြောလိုက်ပါတယ်ရင်ဆိုင်ရဲ့မျက်နှာအနေငယ်ပြေတော့သွားပြီမဲ့ဘာမှပြောပါဘူးရွှေအောင်ဘလူးကြီးကရှေ့ကိုတိုးလာပြီးအရင်အားလိုပဲနီးပညာကိုတုံးလိုက်ပါတယ်ကျဉ်ကျန်သူကအန်ချိတ်ပြီးလက်နဲ့လက်တင်ငေသားတွေကိုဖန်တီးလိုက်ပါတယ်အဖီအောင်အလင်းနေရာသူ့ရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်ပြီးရွှေအောင်ဘလူးကြီးကိုတားဆီးဖို့အတွက်ကြိုးစားပါတယ်သူကရင်ရွှေအောင်လက်တီးရဲ့အရှိမအဖီအောင်အလင်းနှန်းနေရာချက်ချင်းပဲပျက်စီးသွားပါတယ်ကျဉ်ကျန်သူကလည်းနောက်ကိုပြန်ပြီးတော့တွန်းထုတ်ခံလိုက်ရပြီးသူ့ရဲ့ရှောက်ကိုကိုက်ကသွေးများကိုထွေးထုတ်လိုက်ပါတယ်ရွှေအောင်ဘလူးကြီးရဲ့လက်တီးကသွေးမျိုးတွေပေါ်ကိုကြောက်တဲ့အခါမိုးကြိုးတန်နေလို့အတန်ကြီးကထွက်လာပါတယ် သွေးမြူတွေကလည်းချက်ချင်းပဲပြောက်ကွက်သွားပြီးကျဉ်းကျဉ်းသူရဲ့မျက်နှာကဖြစ်ဖြော့သွားပါလေ။သူ့ရဲ့မူလဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာတော့မဲ့အခြေအနေကိုရောက်သွားပြီမဲ့။နာကျင်စွာနဲ့အဟွေးလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေတဖောက်ဖောက်မိတမ်းများကထွက်လာကမူလဝိညာဉ်ကိုပြက်ဆွဲသွင်းလိုက်ပါလေ။သူဝရင်ထိုးရာသူ့ရဲ့ခန္ဓာရဲ့ထဲကျော်လွန်နေပါလေ။မူလဝိညာဉ်ဟာပြောင်းဝင်သွားပြီမဲ့အာနေသွားပါလေ။အသက်ရှုချိန်၁၀ချိန်စာခန္ဓာနေဆိုတော့မင်းရောက်အောင်လေ။ ဒါပေမဲ့မင်းတို့အမိုက်ကောင်ကအောင်သွားတဲ့ဆိုပေမဲ့နောက်ထပ်စံသက်ချက်မှာတော့ထုတ်ဖွဲ့ခံရမှာပဲရင်ဆဲရဝင်းုံလဲကိုဝင်ရန်လိုက်တော့ကျဉ်းကျန်းသူရဲ့ခန္ဓာကိုယ်ကလီတဲကိုလင်းစင်သွားပါလေထိုလ်လူကမျက်နှာဖြူဖြူဖြူအောင်နဲ့ရင်ဆဲကိုရိုးတင်နဲ့ဥညွတ်ပြီးသူ့ရဲ့တင်းရရှပြောင်းချင်းစုံစမ်းစီကိုပြန်သွားပြီးတရားထိုင်လိုက်ပါလေ မကြိုက်ခင်မှာပဲရင်ဆဲရချင်းချင်းသူတွေတယောက်ပြီးတယောက်လညွန်းနဲ့ထိုးပြီးတော့စမ်းသပ်ပါတယ်သူတို့ကလှည့်မြန်ဆွမ်းလိုက်လှုပ်ရှားရင်တော့အဆင်ပြေပါတယ်မဟုတ်ရင်တော့ပထမလူလိုရင်ဆဲရအတင်းဆွဲချခံရပြီးစမ်းသပ်မှုမစားခင်မှာတွင်ဒဏ်ရာရကုန်ကြပါတယ်ချင်းချင်းသူတွေတယောက်ပြီးတယောက်စဉ်သက်လာတိုင်းအမိုက်ဆူရဲစကလုံးကအဆက်မပြတ်ထွက်လာပါတယ်အောင်မြင်သွားတဲ့လူတွေကတော့ရင်ဆဲစီရနဲ့အမိုက်ဆူရဲစကားကိုကြားရပါတယ်ရင်ဆဲရဖိဖိနဲ့စိတ်မရှိဖြစ်လာပြီးရှီယောင်ဘလူးကြီးကပုံဝင်သူမစင်သက်ခင်မှာတွင်ထိုးနေတဲ့အဆင်ကိုရရှိသွားပါတယ်အချင်းကွန်လာနဲ့အမျှချင်းချင်းသူတဝက်ချော်ကစမ်းသပ်ခံရပြီး၄၀ရာခိုင်နှုန်းလောကသာအောင်မြင်ပါ ားတယ်လက်ချောက်ချောင်းတဲ့လူခေါင်းကြီးကြီးနဲ့မျိုးသားနဲ့အစေးမြင့်ကြီးညက်မှုရှိတဲ့နန်းကုံရှန်နဲ့အာလုံကအောင်မြင်သွားပါတယ်သူတို့ကိုဆန်းတက်တဲ့အခါမှာရင်ဆဲမျက်နှာအနေငယ်ပြေပြောင်းသွားပြီးအမိုက်လို့မခေါ်တော့ပါဘူး မင်းရဆင်းလာခဲ့ရင်းဆဲရကောင်းကင်ရလူတယောက်ကိုလူညုံနဲ့ထိုးလိုက်ပါလေထိုလူကဒုံလင်းချို့ပေါ်ကရှူတင်းဖြစ်ပါလေမျက်လုံးနဲ့ရအနီအောင်တောက်ပပြီးရက်ဆက်တဲ့အဖျုံတစ်ခုကပေါ်လာပါလေရင်းဆဲမျက်လုံးနဲ့ရလည်းအစ်ဆက်နေပြီးသူ့ရဲ့လက်ကိုဆန်းထုတ်လိုက်တော့လက်ကြီးကပေါ်လာပါလေထိုလက်ကြီးကရှူတင်းစီးကိုတက်တက်ပေးသွားပါလေလက်ကြီးကပိတ်လိုက်တဲ့အချိန်မှာရှူတင်းရဲ့လက်ထဲမှာလက်တင်ကတာအချို့ကိုဖယ်စီလိုက်ပါလေမင်းနဲ့နေတဲ့အငွေတွေကလည်းသူ့ကိုဝေးရထားပြီးနဆိုးပုံတရံဖြစ်ပေါ်လာပါလေနဆိုးပုံတရံအခွေပြီးလက်ကြီးကိုရစ်ပက်လိုက်ပါလေရှူတင်းကလှောင်ပြောင်ပြီးအပြေအဝင်ပြေးထွက်လာပါလေစံသက်ခံဖို့အတွက်စတူရဲ့ပုံလေးကိုဟိုမှာမဟုတ်ပါဘူး အပြင်ကိုပြေထွက်လာတဲ့အချိန်မှာသူ့ရဲ့လက်နက်ဖက်ကိုဘူးကပ်ပြီးပြက်ခွာလိုက်ပါတယ်။မဲနဲ့နေတဲ့အမွှေးတွေကသူ့ရဲ့လက်ကနေထွက်လာပြီးမဲနဲ့နေတဲ့လှန်တစ်ချောင်းဖြစ်လာပါတယ်။ရင်ဆဲမျိုးလုံးတွေထဲမှာ ရက်စတဲ့ရင်းအောင်တစ်ခုဟာဖြစ်ပြီးသွားပြီးရှူယောင်ဘလူးကြီးကရှူတင်းစီကိုပြေးဝင်သွားပါတယ်ရှူတင်းကလှည့်ပြီးရင်းဆဲစီကိုတော်ဖို့အတွက်ဆွန့်လိုက်ပါတယ်ထိုအစားရှူယောင်ဘလူးကြီးနောက်ခြေတလန်နဲ့ရောက်ရှိသွားပြီးသူ့ရဲ့လှန်နဲ့ထိုးချလိုက်ပါတယ်ရှူယောင်ဘလူးကြီးကလက်တီနဲ့ချိန်ဝင်လိုက်ပါတယ်ဒိုးဝါရီမင်းနဲ့နေတဲ့လှန်ကလက်တီနဲ့ထိတွေ့တော့မဲ့ချိန်မှာရုတ်တရက်လှည့်သွားပါတယ်အရင်ကလှန်ရင်းထိပ်ဖျားကနေပါလွားတဲ့ကိုထယ်နဲ့ထူးဆန်းတဲ့မင်းနဲ့နေတဲ့မွေးကောင်အဖြစ်ပြောင်းလဲသွားပါတယ် ပဇောဟားလိုက်တဲ့အခါပေတော်များရှိလာပါတယ်ထူမင်ကွင်းကအရန်အောင်မှထူဆန်းပြီးပဝင်ချင်းရကျင်းသူအလုံးကိုအလေးနဲ့ထားစီပါတယ်မွေကြီးကပဇက်ကိုဟားပြီးရွှေအောင်ဘလူးကြီးကိုတက်တဲမြူချလိုက်ပါတယ်ဝလင်းကထိုရောင်မြင်တော့သူ့ရဲ့မျိုးလုံးများကျင်းသွားပါတယ်ရှုမိသားစုရဲ့ကောင်းကင်ဤပညာမွေမျိုးချခြင်းပဲရှမ်းလူခေါ်တဲ့အဖိုးကြီးကခေါင်းညိတ်ပြီးသူ့ရဲ့မျိုးလုံးထဲမှာအန်အန်တင်းမှုတွေကပြည့်နေသွားပါတယ်မဆိုးပါဘူးဒီရှူတင်းကပဝင်သူတွေထဲမှာအားအကောင်းဆုံးဖြစ်နိုင်တယ် အဖိုးကြီးတယောက်ကခေါင်းညိတ်ပြီးရရလိုက်ပါတယ်သူတို့ရင်မကပဲပုံဝင်ချင်းရကျင်းသူအလုံးကထိုကောင်းကြီးနီးပညာအကြောင်းသူတို့ရဲ့ဘိုးဘေးတွေစီကနေတင်ယူထားကြပါတယ်ဒုံလင်းချို့ဟာရှုမိသားစုရဲ့ကြီးကျယ်ခမ်းနားတဲ့နီးပညာလေးခုတည်းရာတစ်ခုဖြစ်တဲ့မွေမြူချခြင်းပဲဒါကရန်ကုန်လှုပ်ပတ်ဆန်းကျတဲ့နီးပညာဖြစ်လို့အလုံးကတေချာကြည့်ကြအဲ့ဒီနီးပညာကိုမွေမြူချခြင်းလို့ခေါ်တယ်ကိုထိုင်ကျင့်ကြံမှုအစင်းနေတဲ့ကျင့်ကြံသူတယောက်နဲ့တွေ့မယ်ဆိုရင်ရန်သူကိုဓာတ်ရိုက်ဝါမျိုးပြီးသူတို့ရဲ့စွန်းကိုကိုယ့်ရဲ့ပစိအဖြစ်ပြောင်းလဲနိုင်တယ် ောင်းကင်အရှင်ချင်းရွှေရတော့တည်ငြိမ်နေပါတယ်ရှူတေးကိုအစ်ဆက်ဆော်နဲ့ကြီးလိုက်ပြင်မယ်ဘာမှတော့မပြောပါဘူးရင်ဆဲမျက်လုံးလေးကပို့ပြီးတော့အစ်ဆက်လာပြင်မယ်ထိုလူကဒုံလင်းချို့ကရှုမိသားစုဆိုတာတီးရတော့ဒေါသကိုထိန်းချုပ်ပြင်အစ်ဆက်ဆော်နဲ့နှာခေါင်းရှုတ်လိုက်ပါတယ်ရေချင်းပြင့်မိတယ်ရွှေအောင်ဘလူးကြီးကဝါမြုပ်ပြီးရဲ့နောက်ရှူတင်းကအားရပါရံမောလိုက်ပြီးမဲနဲ့နေရလှန်နေဆုတ်ခတ်သွားပါတယ် တင်နီယာရှပြောင်းချင်းအစီအစဉ်ကိုပြောင်းတော့ဝန်လင်းကိုစင်ခေါ်တဲ့အကြီးနဲ့ကြီးလိုက်ပါတယ်။ရင်ဆဲရဲ့မျက်နှာထားကလည်းညှိုးငဲ့နေပြီးကောင်းကင်မှာကြံနေတဲ့လူတွေကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်။ဒီဒီခါမှာတော့သူ့ရဲ့လက်ညှိုးကဝန်လင်းစီကိုကြောက်ထွားပါတယ်။ မင်းဆင်းလာခဲ့ရင်းဆဲရဲ့မျိုးလုံးလေးကမိန့်ဖြောဆောင်နဲ့တောက်ပလာပါရင်ဝင်လင်းရဲ့မျက်နှာကိုသူကတိနေပါပြီပထမစစ်ဆေးမှုကိုလာပြီးတော့အခဲဖျားရတဲ့နောက်ထပ်အချောင်းရင်းကဝင်လင်းကြောက်ပါဝင်လင်းရဲ့မျက်နှာထားကတင်းနေပြီးဆူလူရဲ့ပုံစံအစီအစဉ်ကိုတင်းငိမ်စွာနဲ့ရှောက်သွားပါရင်ဝင်လင်းကနှိကွေးလုံးနဲ့လိုရင်းဆဲရခန်းစားနေရတဲ့ပုံရပါရင်သူကအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်ပြီးလက်ကြီးနဲ့ဝင်လင်းကိုလှမ်းဆွဲလိုက်ပါရင်ဝင်လင်းကအနေငယ်မျက်မှောက်ချုပ်လိုက်ပါရင် လက်ကြီးကလှမ်းလာတော့လေပွေကြီးတစ်ခုကပေါ်လာပါတယ်။ရှောင်းတိန်းကဒါမဟုတ်ခုခဏမလုံးရင်လူသားဆက်သက်မှုကိုအောင်မြင်အောင်ဒဏ်ရရပါလိမ့်မယ်။ဝလင်းကသူ့ကိုအနိုင်ကျင့်ခွင့်ပေးမဲ့လူမျိုးတော့မဟုတ်ပါဘူး။သူ့ရဲ့မျက်လုံးလေးကအစ်ဆက်သွားပြီးမျက်ခုံးတစ်ခုချားနေတတိယမျက်လုံးကချက်ချင်းပဲပွင့်သွားပါတယ်။မျက်လုံးလေးကနေအနီရောင်အလင်းလေးကရတောင်ပုံစံထွက်လာပြီးလက်ကြီးကိုဖုံးထုတ်သွားပါတယ်။သူကရမ်းမနေပဲဆက်လျှောက်သွားပါတယ်။အနီရောင်အလင်းကလက်ကြီးကိုဖုံးလွှမ်းသွားတော့လက်ကြီးကနေပက်ကွက်သက်များထွက်လာပြီးပြက်ကွက်သွားပါတယ်။ဝလင်းကစရူရန်ပုံပေါ်ဆင်းသက်လိုက်ပြီးရင်ဆဲကိုလက်နှစ်ဖက်ဆုပ်ကတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်။ကျေးဇူးပြု ပြီးတော့လမ်းညွှန်ပါမိတော့တခင်ဟာထိုးရောက်မြင်တော့မျိုးလုံးလေးရတောက်ပသွားပါရင်အနီးရောက်အလင်းရောက်မြင်တော့သူကညံလင်းရသွားသလိုပါပဲဝင်လင်းပေါ့သူ့ရဲ့အကြည့်မှာလီစားမှုရဲရောက်နေတာရှိနေပါတယ်ဒီကုံလေးမှာတကယ်ပဲဒီလိုနီးပညာမျိုးဟာရှိနေတယ် စွာကမလုံလောက်ပြင်မယ်အဲ့ဒီပညာမှာကြီးကျယ်ခမ်းနားတဲ့တော်ဦးကပါဝင်နေတယ်ချင်းရှုရဲ့မျက်လုံးတွေကတင်ညနေပြီးဝင်လင်းကိုတစ်ချက်ကြည့်ကအချီကိုပြောင်းသိမ်းလိုက်ပါတယ်ထိုနှစ်ယောက်ကလွဲလို့အခြားအချီကဲတွေရဲ့မျက်လုံးတွေကလည်းတော့ပါလာပါတယ်သူနဲ့ဖရားရဲ့မျက်နှာကပဲညှို့ငဲ့နေပြီးနှလုံးသားထဲမှာတော့လှောင်ပြောင်းနေပါတယ်သူတို့ကလွဲလို့တတိယမျက်လုံးရဲ့အထူးခြားဆုံးကိုမြင်နိုင်တဲ့လူကအနေငယ်ပဲရှိပါတယ်ရှီစီဖန်ရဲ့ဘိုးဘေးကလည်းတပင်းကိုချလိုက်ပြီးအဲ့လူကဒီလောက်အသက်ငယ်နဲ့ဒီလိုအစွမ်းထက်တဲ့ကျင့်ကြံမှုကရှိနေတယ်သူကရိုးရှင်းတဲ့လူတယောက်တော့မဟုတ်ဘူး ရင်ဆဲကပို့ပြီးတော့ညှို့ငယ်သွားပါတယ်ဝန်လင်းရဲ့ညီပညာသူ့ကိုအနေငယ်တုံလုံးစင်ခဲ့ပါတယ်ဝန်လင်းကိုစိုက်ကြည့်ပြီးသူ့ရဲ့နှဖျားအရင်းကိုဖျက်ချလိုက်ပါတယ်ရွှေအောင်ဘလူးကြီးကလည်းချက်ချင်းပဲပေါ်လာပြီးကြမ်းတမ်းတဲ့အလင်းလေးကိုထုတ်လိုက်ပါတယ်ပေါ်လာပြီးရင်တော့မူလာဝင်းကြီးကိုလှောက်ခနိုင်တဲ့အစွမ်းနဲ့ဝန်လင်းစီကိုတွန်းဝင်လာပါတယ်ခြေလန်းသုံးလန်းလောက်လှမ်းပြီးရင်တော့ရွှေအောင်ဘလူးကြီးကလက်တီနဲ့ထိုးလိုက်ပါတယ်သူ့ရဲ့လက်တီမှာမူလာဝင်းကြီးကိုထိခိုက်စေနိုင်တဲ့စွမ်းအားတွေကပေါဝင်နေပါတယ်ဝန်လင်းကထိုးရောက်သူ့လေးလာခဲတာတွေကနေတီးပြီးသားပါယခုချိန်မှာဝန်လင်းရဲ့လက်ကလဝါဖွဲလိုက်ပြီးကန်တဲ့ချက်တွေကသူ့ရဲ့ပလက်မှာ ချက်ချင်းပဲပေါ်လာပါတယ်ကန်သက်ချက်တွေအများကြီးအားသူ့ရဲ့ပက်လက်မှာပေါ်လာပြီးအလုံးကထူထပ်စွာနဲ့စုပုံနေပါတယ်ချက်ချင်းပဲကန်သက်ချက်တွေကကွဲသွားပြီးပဝင်းချင်းကိုဝင်းရံလိုက်ပါတယ်ရွှေအောင်ဘလူးကြီးကနီးကပ်လာတဲ့အချိန်မှာဝလင်ကလည်းညှို့ထုတ်လိုက်တာနဲ့ထိုကန်သက်ချက်တွေကထွက်ပြန်သွားပါတယ်ဝလင်ရဲ့မျက်လုံးတွေကတင်းကျင်နေပြီးဒစိတ်ခတ်သူကပြောလိုက်ပါတယ်ကောင်းကင်ကန်သက်ချက်များစွာကလည်းထွက်ပြန်လာပြီးရွှေအောင်ဘလူးကြီးကိုဝင်းရံထားလိုက်ပါတယ်ကန်သက်ချက်အလွာပေါင်းများစွာရွှေအောင်ဘလူးကြီးရဲ့အပေါ်ကိုကြောက်လာပါတယ်ဝလင်ရဲ့နောက်ရောက်လာတဲ့အချိန်မှာသူကလှုပ်ရှားလို့မရတော့ပါဘူး ဝလင်းကလုံအောင်တစိမ့်ခတ်လိုက်ပါပြီဝလင်းကစတူရန်ပေါ်ဆင်းသက်လာတဲ့အားလမတလမနောင်မွေးခဲ့ပါ ਉ သူကရင်ဆဲကိုအစ်စစွာနဲ့ကြည့်ပြီးသုံးလုံးမအောက်ကမှလက်တီနဲ့ထိုးနေတဲ့တစိမ့်ခတ်ခန့်နာရတဲ့ရွှေအောင်ဘလူးကြီးကိုလစ်လို့ရှူလိုက်ပါတယ်သူကလှည့်ပြီးတော့ထွက်သွားပါတယ် သူ့ရဲ့စပင်တွေကလည်းလွင့်နေပြီးအဖျော်ဝီယုံကသူ့ကိုကြော်ရှင်းစေပါတယ်သူ့ရဲ့ရုပ်ရည်ကတံမှန်ပေမဲ့ပျော်ဝင်ပြတတ်တဲ့စိတ်နှိမ်စိတ်ထားရှိနေပါတယ်ပထမစစ်ဆေးမှုကိုအလွယ်တကူနဲ့အောင်မြင်သွားတာကြောင့်ပုံဝင်ချင်းရချင်းညံ့သူအားလုံးရဲ့အာရုံစိုက်မှုကိုရရှိသွားပါတယ်ရှူတင်ရဝန်လင်းကိုကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေကအနီရောတောက်ပတ်သွားပါတယ်ရှီစီဖန်ရဲ့နှလုံးသားယူတုတ်တလို့ခုန်နေပြီးဝန်လင်းကိုကြည့်တော့မျက်နှာကအနေငယ်ရက်တွတ်သွားပါတယ် မွန်ကျိုးကောင်းကြီးဘုံနယ်ပယ်အဖြစ်ဖြစ်လျာသူမရဲ့ရှိမှပြန်လဲဖြစ်ပေါ်လာသလိုပါပဲအဲ့လူရဲ့ကန်တဲ့ချက်တွေအားအရန်ဟုတ်အကောင်းတာပဲလက်ထောက်ထောင်ရှိတဲ့ကျဉ်းညက်သူကမြေမောက်ကျောက်ကစိတ်ခက်ခန်းလာတဲ့ရွှေအောင်ဘလူးကြီးကိုကြည့်လိုက်ပါလေခေါင်းကြီးနဲ့ကောင်လေးရလည်းရှိပါလေအယူပြုံးပြုံးနေပေမဲ့ထိုပြုံးနေမှာအစ်စမှုများရှိနေပါတယ်ဝန်လင်းကိုစိုက်ကြည့်နေရင်ဆဲမျက်နှာရေလာမှိုင်းညွတ်သွားပါတယ်လွန်ခဲ့တဲ့ရက်တုန်းကသူကတကားပဲကြင်ကြံအနေထွက်လာတော့သူ့ရဲ့ဒေါသကိုပောက်ကွဲစေမဲ့တရင်တစ်ခုကိုကြားခဲ့ရတာကိုသူကသတိရသွားပါတယ် သူ့ကိုကမိုးတိုးကောင်းလေးပုံအကြောင်းမှရှိတဲ့တင်းနေရရှပြောင်းခြင်းဤပညာဆောင်ဝိုင်းထဲမှာရှူမှုဆိုတဲ့လူတစ်ယောက်ကြောင့်အသက်ခံခဲ့ရတာပါထိုရှူမှုကယခုမိုးတိုးကောင်းလေးပုံအကြောင်းမှရှိနေပြီးကောင်းလေးဘွဲအတွက်ရှင်ပြိုင်ပွဲမှာပါဝင်နေပါတယ်ရင်းဆဲရဲ့မျိုးလုံးတွေကအိဆက်သွားပါတယ်ထိုနေရာမှာတော့ထိုလူကိုတတ်ချင်တာမဟုတ်ပေမဲ့ရှူမှုကိုပထမအဆင့်အုံတော့ကြောက်ဖြောက်ခွင့်မပေးပါဘူးရှူမှုကိုမိုးတိုးကောင်းလေးပုံအကြောင်းအနေပြောင်းရွှေ့ပြီးသွားမှသူကတတ်ပါမယ်ရင်းဆဲကအိဆက်ဆောင်တဲ့နှာခေါင်းရှုပ်ပြီးသူ့ရဲ့ဝိညာဉ်အာရုံကပောက်ကွက်ထလာက တစိမ့်ခတ်လာတဲ့ရွှေအောင်ဘလူးတီကတောက်ပွဆွာနဲ့တောက်ပလာပါတယ်အစုံမဲ့ဆွာတွေကိုထိုးသွင်းလိုက်သလိုပဲပလက်ကကန်တဲ့ချက်တွေအားတစ်ခုပြီးတစ်ခုပြုတ်ခွဲသွားပါတယ်ရွှေအောင်ဘလူးတီကခြေတလန်းလှမ်းလိုက်ပြီးလက်ထဲမှာရွှေအောင်ဓာကြီးကပေါ်လာပါတယ်ထိုးဓာကြီးနဲ့ဝန်လင်းကိုခုတ်ထားလိုက်ပါတယ်အချိန်တည်းမှာပင်ရင်ဆဲရဲ့ဝဉ္ညအာယုံကပေါကွက်ထလာတော့ဓာအုပ်ကင်ထားတဲ့ရွှေအောင်ဘလူးတီကပေတထောင်ကျော်အထိတီထွက်လာုံနဲ့မကပဲကွင်းမင်းပေါ်မှာနောက်ထပ်ရွှေအောင်ဘလူးနှစ်ကောင်ကလည်းပေါ်လာပါတယ် တို့အားလုံးကဝင်လင်းစီကိုတခုံတို့ပြေးဝင်လာကြပါရင်ရွှေရောင်ဘလူးသုံးကောင်ကအလွန်အမမြန်လုံးလို့ဝင်လင်းစီကိုပြေးလာရင်မှုတိုင်းတစ်ခုကိုဖြစ်ပေါ်စေပါရင် ဝင်လင်းရဲ့မျိုးလုံးတွေကတောင်မုတ်ဖေးကကောင်းပြီးအစ်ဆက်တော်ပါလေသူကအမြန်ပဲဆုခွာလိုက်ပါလေလန်လန်ဖန်းနဲ့တစဲကိုဖဲကကန်းသက်ချက်တွေကိုထုတ်လုပ်ပြီးရွှေအောင်ဘလူးကြီးတယောက်ကိုတားစီလိုက်ပါလေတစ်ချိန်တည်းမှာပဲညာလက်ကိုမြောက်ပြီးနောက်ထပ်ရွှေအောင်ဘလူးကြီးကိုရက်စက်စွာနဲ့ခုတ်ချလိုက်ပါလေကောင်းကင်ခုတ်ချက်အများပြားကလည်းချက်ချင်းပဲပေါ်လာပါလေကန်းသက်ချက်တွေကိုဖျက်ချော့ပြီးဒုတိယရွှေအောင်ဘလူးကြီးစီကိုဥတီသွားပါလေတတိယရွှေအောင်ဘလူးကြီးအတွက်တော့ဝင်လင်းကခြေလန်းတလန်းလှမ်းပြီးညာလက်ကိုမြောက်လိုက်ပါလေညှိုးနှမ်းတောက်ကိုအတွေ့ရလေရုတ်တရက်တောက်ပလာပြီးမကောင်းဆိုးအရှင်ကကောင်းကင်နယ်မြေကြီးကိုပြင်းထန်သွားပါလေ တတိယရွှေရောင်ဘလူးကြီးကချစ်ချင်းမဲမိဖြုတ်သွားပြီးမိခိုးကအလင်းနေရာလက်သွားပါတယ်ဝယ်လင်းကတွန်းဆုံမနေပဲလက်ချောင်းနှစ်ချောင်းနဲ့ဓာပုံးဆန်ဖက်ကရွှေရောင်ဘလူးကြီးရဲ့ကိုကိုထိုးလိုက်ပါတယ်ရွှေရောင်ဘလူးကြီးရဲ့ခန္ဓာကိုယ်ကလည်းဘန်းကနဲပြိုကွဲသွားပါတယ်တစ်ချိန်တည်းမှာပဲကန့်သက်ချက်တွေနဲ့ကောင်းကင်ခုတ်ချက်တွေရဲ့ပုံဆက်မှုကြောင့်ကျန်တဲ့ရွှေရောင်ဘလူးကြီးနှကောင်ကလည်းပြိုကွဲသွားပါတယ် ဒူဝါနီရဲ့ရွှေအောင်ဘလူးကြီး၃កောင်ဟာပြုတ်ခဲသွားတာနဲ့ရင်ဆဲကအလင်းမြန်ပဲယူလျားလိုက်ပါတယ်။ဝင်းကြီးအာယုံကိုတုံးပြီးတိုက်ခိုက်တာမဟုတ်ပဲသူကိုယ်တိုင်ယူလျားတာထိုးရပထမဆုံးအချိန်မှာမိုးကျိုးလို့မျက်စံစွာနဲ့ဝင်းလင်းစီကိုချင်းကပ်လာပြီးလညုံနဲ့ထိုးလိုက်ပါတယ်။ထိုကဲသူလညုံနဲ့ထိုးလိုက်တဲ့အခါရင်ဆဲရဲ့ချင်းကျက်မှုအလုံးကိုအသွုံပြုလိုက်ပါတယ်။နှိပ်ဘက်အမြယုံအလေအဆင်ချင်းကျက်မှုအစင်ကသူ့ရဲ့လညုံကနေထွက်လာပါတယ်။ဝင်းလင်းရဲ့မျက်လုံးတွေကအိဆက်သွားပါတယ်။ဆုတ်ခွဖို့အတွက်နောက်ကျသွားရဖြစ်တာမို့သူကပါဇက်ကိုဟပြီးကောင်းကင်ကစိတ်ခတ်တုံးထိုးလိုက်ပါတယ်။ ရေဆဲလက်ညှိုးကကုန်းရင်းတစိခတ်တုံးကိုထိမှန်သွားပြီးတုံးကိုတုံးခါစီပါတယ်ဝလင်းကထုံနေရာနေစွာတစ်ခုကထွက်လာတာကိုချက်ချင်းပဲခန်းစားလိုက်ရပါတယ်ထိုစွာကသူ့ရဲ့ခန္ဓာကိုယ်ကိုထိခိုက်တာမဟုတ်ပေမဲ့သူ့ရဲ့မူလဝိညာဉ်ကိုခန္ဓာကိုယ်ကနေတွန်းထုတ်လိုက်ပါတယ်သုံးလမလောက်ပဲတွန်းထုတ်ခံရရပေမဲ့ဝလင်းကသူ့ရဲ့မူလဝိညာဉ်ကိုပြန်မဆွေးနိုင်ခင်မှာပဲရင်ဆဲကရက်ဆက်တဲ့အပြုံတစ်ခုကိုပြုံးလိုက်ပြီးသူ့ရဲ့လက်ညှိုးကိုပြန်ဦးကဆုတ်ခတ်သွားပါတယ်အရေးအချင်းမပြည့်မီဘူးရင်ဆဲကသူ့ရဲ့ဝင်းရုံလောက်ဝင်လိုက်ပြီးကောင်းကင်ကနောက်တယောက်လက်ညှိုးနဲ့ထိုးကောင်မင်းစိမ့်လာခဲ့ ူကပြောလိုက်ပါတယ်ရေဆဲလိုရက်တွေကအရင်ကမှအနေအများကြီးလို့သတ်မှတ်နိုင်ပါတယ်ဘလူးအဖြစ်ဖြစ်ထူတိုက်ပွဲကိုလူများကြီးနေကြရပါသူကတဲ့မွန်ဂျူကောင်းလေးပုံအကြောင်းမှသူရထူကထူကြတယ်လို့ယူဆလို့ရပါတယ်ဒါအပြင်သူကစီးကြော့တယ်ဘာအမှမမျိုးမှဒါအပြင်သူကစီးကြော့တယ်ဘာအမှမမကိုလုံးမရလို့မခံစားရတာကြောင့်တိတ်ပြီးတော့မစင်စားပါဘူး။ကောင်းကင်ပေါ်ကရင်ဆဲရလညုံနဲ့ထူလိုက်တဲ့ကျဉ်ညံသူကဘာမှပြောပဲဆင်းလာပါတယ်။သူကရင်ထိုးအချိန်မှာပဲရင်ဆဲကြောင့်ပေတရာကျော်လောက်တွမှုခံလိုက်ရတဲ့ဝန်လင်းကတဖက်လူစိတ်များကိုပြသလာပါတယ်။အရေးချင်းမပြည့်မီဘူးဟုတ်လား။ ဝယ်လင်းကကောင်းကင်ဘွဲပြိုင်ပွဲမှာပောင်ဝင်ရှင်ပြိုင်မှုရောက်လာတာအနိုင်ရဖို့နဲ့ပထမနေရာကိုရယူဖို့အတွက်ဆုံးဖြတ်ထားလို့ပါဒူဝါရင်ရင်ဆဲရဲ့စကားတွေကသူ့ရဲ့အောက်ချက်မြင်ကိုထိသွားပါပြီသူကအမှန်တကယ်မထိုက်တန်ဘူးဆိုရင်ကိစ္စမရှိပေမဲ့ရင်ဆဲကတမင်တကာသူ့ကိုချက်ရှုံးစေတာတိတာနေပါတယ်ဝယ်လင်းရဲ့မျက်လုံးများအိဆက်သွားပြီးခြေလန်းတလန်းနဲ့နီးကပ်လာပါတယ်စဉ်သက်လာတဲ့ကျဉ်ကျန်သူတော်မကြည့်ပဲထိုကျဉ်ကျန်သူကအစ္စရဲလီကိုခန်းစားပြီးမျက်နှာမူရာတီးတောက်ကိုပြောင်းလဲသွားကစိတ်ထရားနေမကြင်မနှမ်းနဲ့ရေရွရင်ချက်ချင်းမထွက်ခွာသွားပါတယ်ငါမထိုက်တန်ဘူးလို့မင်းကပြောရတယ်ဗျ ဝလင်ကနိကလာနဲ့အများကျောင်းမောက်ဖွေရာတဖက်လူစိတ်ကသူ့ရဲ့ခန္ဓာကိုယ်ကနေပကွက်ထလာပါတယ်။နိဗ္ဗန်အမြန်ုံချဉ့်ညက်မှုအစဉ်အလေလက်ကိုတက်ဖို့ကမခက်လာပါဘူး။ဝလင်ကတဖက်ချင်းလမ်းကြောင်းပေါ်မှာချဉ့်ညက်ခဲတာပါ။နိဗ္ဗန်အမြန်ုံချဉ့်ညက်မှုအစဉ်အလေအစဉ်ချဉ့်ညက်သူကိုအနိုင်ယူနိုင်မယ်လို့သူကယုံကြည်ချက်မရှိပေမဲ့ဒီတိုင်းထွက်သွားရမယ်ဆိုရင်တော့ကျဉ်းနှမမဟုတ်ပါဘူး။ဒါအပြင်ချင်းရွှေရရှိနေရာကြောင့်ဝလင်ကဘာမှကြောက်စရာမလိုအပ်ပါဘူး။ ဝလင်းကအပြေးလွှားနဲ့ပြန်သွားတဲ့အခါသူကလက်ကိုမြှောက်ပြီးလေးစင်းခော့ခြင်းအားပဝင်ချင်းကိုဖုံးလွှမ်းသွားပါတယ်။မင်းနန်းနေရဲ့လီကဟင်းယုံလိုက်တာနဲ့အမျှကောင်းကင်ကိုဖုံးလွှမ်းသွားပြီးမင်းနန်းနေတဲ့နဂါးနှကောင်ကပေါ်လာပါတယ်။သူတို့ကကောင်းကင်ကိုတလုံးစီမြောအော်တန်နီကိုပြုတ်လို့ရင်ရင်ဆဲစီကိုတုံးဝင်သွားပါတယ်။ရင်ဆဲရဲ့မျက်လုံးလေးကလည်းတောက်ပါလာပြီးအစ်ဆက်ဆွန်နဲ့ပြုံးလိုက်ပါတယ်။မိုးကြိုးကောင်းကင်ဘုံကျောင်းရဲ့စာနာကိုမင်းကစန့်ချင်ရတဲ့ဘုံ သူကရှေးကိုထိုးလာပြီးသူ့ရဲ့ဝိညာဉ်စွမ်းကပြန့်နှံ့သွားပါတယ်။ရွှေအောင်ဘလူးကြီး၉កောင်ကလည်းချက်ချင်းပဲပေါ်လာပါတယ်။ရွှေအောင်ဘလူးကြီး၉កောင်လုံးကပေတထောင်မြင်မာပြီးဓာကြီးလေးကိုကယ်ဆယ်သွားပါတယ်။သူတို့အားလုံးကတပိန်နဲ့ထဲအော်ဟစ်ပြီး ဝလင်းစီကိုတုံးဝင်လာကြပါတယ်ဝလင်းကယူသွစွာနဲ့ရေမောလိုက်ပါတယ်ထိုရဲ့တမ်းမှာအဆုံးမဲ့အစ်ဆက်မှုတွေဟာပြင်းထန်နေပါတယ်သူ့ရဲ့လက်ကမြှောက်လိုက်တာနဲ့ကန်ဂျမာဂျာဘုကပေါ်လာပါတယ်မင်းနဲ့နေရဲ့ငကားနှကောင်ကအဟိနေတဲ့အချိန်မှာဂျာဘုကရိုက်ခတ်လိုက်ပြီးမိုးချိုးတန်နေရာပဲ့တင်ထွက်သွားပါတယ်ကန်ဂျမာဂျာဘုကယူသွသူလိုယူလျားပြီးချစ်ချင်းပဲရွှေရောင်ဘလူးကြီးသုံးကောင်ဟာပြိုလဲသွားပါတယ်ဝလင်းကတဖက်လူတဲ့စိတ်နဲ့ရင်ဆဲစီကိုတိုက်ရိုက်တုံးဝင်သွားပါတယ်။ရင်ဆဲမျက်နှာအမူအရလည်းအနေငယ်ပြောင်းလဲသွားပြီးကန်ဂျမာချာဘူးကိုကြည့်လိုက်ပါတယ်။ချင်းရှုရဲ့မျက်လုံးလေးမှာအစ်စမှုရေယောင်တစ်ခုကလည်းပေါ်လာပြီး ဒါမှငါဆရာဘိုင်ဖန်ရဲ့တပည့်တယောက်နဲ့ပို့ပြီးတော့တူညီတာသူကရေဝလိုက်ပါတယ်ရင်ဆဲမျက်စက်နေရလဲကျင်းသွားပြီးသူ့ရဲ့နှဖျားအယုံကပြန့်နှံ့သွားပါတယ်နှိမ့်ဘက်အမြန်ရုံအလဲအဆင်းကျဉ့်ညံ့သူရဲ့နှဖျားအယုံကအစောပိုင်းနှိမ့်ဘက်အမြန်ရုံကျဉ့်ညံ့သူထက်အစာပုံများစွာပို့ပြီးတော့အကောင်းပါတယ် ူရဲ့နဖျားအယုံကပြန့်နှံ့သွားတဲ့အခါကြန့်ရှိနေတဲ့ရွှေအောင်ဘလူးကြီး9ကောင်ကိုတောပစီပါတယ်ထိုနေရာမှာလည်းအားကောင်းတဲ့ဖီးယားတစ်ခုကိုဖန်တီးပေးပါတယ်ရွှေအောင်ဘလူးကြီး9ကောင်ကဝလင်းစီကိုတဟုန်တိုးပြေးထွက်လာပါတယ်ဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးရမ်းမနေပဲကန်ဂျမာချာဘူးကိုရှေ့ကိုတိုးဝိတ်ပြီးတဟုန်တိုးပြေးထွက်သွားပါတယ်ကန်ဂျမာချာဘူးကဝလင်းကိုပတ်ပြီးပြေးထောင်ရှည်တဲ့ချာဘူးအဖြစ်တိုးချက်သွားပါတယ်ဝလင်းကချာဘူးကိုချက်ချင်းပဲဆွဲလိုက်ပါတယ်တစ်ချက်လွတ်လိုက်တာနဲ့ကန်ဂျမာချာဘူးကနေတစ်စေးဦးတန်းလိုဆူရှတဲ့အတန်တစ်ခုကထွက်လာပါတယ် 七千八，小才开了一百零，使用不漏气的空下来，七千八，天门到位，包括大瓦的。 ကံကြမ္မာချဘူကမူလအနေအောင်ဖြစ်ပေမဲ့ရွှေအောင်ဘလူးတီလေးကောင်းအောင်ဖြစီပီးရတော့အရေးကုန်လှလို့အပိုင်းစားတွေဟာကွာကြားလာတယ်လို့ဖြစ်လာပါတယ်ကံကြမ္မာချဘူကနေရွှေအောင်အလင်းနဲ့ရလဲထွက်လာပါတယ်ချဘူကနီနဲလာရဲ့စွမ်းအုပ်ကိုဆွေးယူထားတယ်လို့ပါပဲကံကြမ္မာချဘူကငကားတကောင်လို့ရွှေအောင်တောက်ပတ်စွာနဲ့တလက်လက်တောက်ပပြီးရိုက်ခတ်လိုက်ပါတယ်ရွှေလျားတဲ့အခါတဖဖုံမိတန်များကလည်းထွက်လာပြီးကြံရှိနေတဲ့ရွှေအောင်ဘလူးအလုံးကပြုတ်ကွဲသွားပါတယ်ထုံပင်ကွင်းကြောင့်ကြိရှိသူအလုံးရဲ့မျက်လုံးတွေကလည်းပြုတ်ကျသွားပါတယ်စူတောင်းဖြဖို့ကအဖိုးကြီးတွေကတော့စိတ်ဝင်စားလာပါတယ် အစိုးပိုင်းနိဗ္ဗာန်အမြန်ရုံကျင့်ကြံသူကအလဲနိဗ္ဗာန်အမြန်ရုံအစဉ်ကျင့်ကြံသူကိုတိုက်ခိုက်တော့ဒါတကယ်ကိုရှားပါးတယ်အဲ့လူကိုငားသိတယ်သူကရှုမှုပဲသူ့ရဲ့ဤပညာအရန်ရောရဆက်တယ်နဖျားအယုံကိုထိခိုက်စေဖို့အတွက်တိတက်ပြုလုပ်ထားတာရင်ဆဲနဖျားအယုံကချိုတင်ခမန်းလို့မရပါနဲ့သူနဲ့တင်းတော်တယ်ပြန်ပြောလို့တော့တွေ့ပြီနဆိုးရှင်ရှုမှုလားအဲ့လူကရင်ဆဲကိုတိုက်ခိုက်ရတာအံ့ဩစရာတော့မရှိဘူးအရှင်ရှန်ကိုဟူကဝယ်လီနဲ့ရင်ဆဲတွေရဲ့တိုက်ပွဲကိုကြည့်နေပါတယ်။သူ့ရဲ့စိတ်ကလည်းတော်လို့သွားပြီးသွေးများစုပွဲလာပါတယ်။ ဝယ်လင်းကိုစိုက်ကြည့်နေတော့သူ့ရဲ့မျက်လုံးထဲကလေးစားမှုကတဖြည်းဖြည်းနဲ့ကြီးညိုလေးစားမှုဖြစ်လာပါတယ်အစုံရောက်တော့မဖြစ်သေးပေမဲ့ဝယ်လင်းပေါ်သူ့ရဲ့ထင်မြင်ယူဆချက်ကယခုချိန်မှာအရန်ဥမမြင်မာနေပါတယ်ကြံကုန်လဲကထုံမြင်ကွင်းကိုကြည့်နေပြီးအတော့ဖြည်းဖြည်းရှူသွင်းလိုက်ပါတယ်အချီကဲစီကနေအကောင်းတဲ့တိုက်ပွဲဆန္ဒကိုသူကမှုန်ဝမ်းစွာနဲ့မြင်နိုင်ပါတယ်အချီကဲကပြောခဲ့သလိုပဲထိုတိုက်ပွဲဆန္ဒကအနိုင်ရဖို့အတွက်စိတ်ပိုင်းဖြစ်တာမှုပါဝယ်လင်းရဲ့အနိုင်ရောက်စပင်တွေကလေထဲမှာပြောင်းဝင်နေပါတယ်ရင်ဆဲရဲ့နှဖျားအယုံကြောင့်ထိုနေရာတစ်ခုလုံးကိုဖိအားပေးခန့်နေရတာကြောင့်ခြေထဲမှာဖြစ်တန်းနေရသလိုခံစားနေရပါတယ် ဝန်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးသူ့ရဲ့ဖယ်လက်ကလဝါဖွဲလိုက်ပါတယ် ဝင်လင်းရဲ့စပင်နီယာလီတယ်မှာပြန်ဝင်နေပါတယ်ရင်ဆဲရဲ့နဖျားအယုံကြောင့်ထိုနေရာတစ်ခုလုံးဖိအားပေးခန့်နေရတာကြောင့်ရေထဲမှာဖက်တန်းနေရတယ်လို့ခန်းစားနေရပါတယ်ဝင်လင်းရဲ့မျက်လုံးနေရာလင်းလက်သွားပြီးသူ့ရဲ့ဘယ်လက်ကလဝါဖဲလိုက်ပါတယ်အနေရောနဂါးနှကောင်ကဝင်လင်းရဲ့ခန္ဓာကိုယ်ပက်လင်မှာလှည့်ပတ်ပြီးအီယာမဝဲကဲတစ်ခုကိုဖန်တီးလိုက်ပါတယ်ထိုဝဲကဲကချက်ချင်းပဲယူသွတ်သွားပါတယ်အထဲမှာအနေရောနဂါးဟင်းအောင်နေတဲ့မှုန်တိုင်းတစ်ခုလိုပဲဝင်လင်းကမှုန်တိုင်းထင်းမှာရက်နေပြီးသူ့ရဲ့အဖျုံဝေးုံကလီထဲမှာဝဲပြန့်နေပါတယ်ပြီးတော့ဖောက်ထွက်သူကအဟိလိုက်ပါတယ်အဲဒီနောက်မှာတော့အနေရောနဂါးတွေကနေဖန်တီးထားတဲ့ဝဲကဲက ရုတ်တရက်ကျေပြန့်သွားပြီးတဖြောဖြောမိတန်များထွက်လာပါတယ်အနေရောက်နဂါးနှစ်ကောင်ရဲ့တွန်းအားကြောင့်နဖျားအယုံနှိမ့်နေမှုအတွင်းမှာလမ်းကြောင်းတစ်ခုကိုဖွင့်ပြလိုက်ပါတယ်ဝင်လင်းရင်ချင်းချက်မှုနဲ့နဖျားအယုံကရင်ဆဲဖို့မရှိနိုင်ပေမဲ့သူ့ရဲ့ဤပညာတွေကအန်ဝဖေးကကောင်းပြီးနဖျားအယုံကိုတိုက်ခိုက်ဖို့အတွက်တိတက်ပြုလုပ်ထားတဲ့ယတနာတစ်ခုကိုပိုင်ဆိုင်လာပါတယ်လမ်းကြောင်းတစ်ခုကိုဖင်လိုက်တာနဲ့ကံညမချဘူးကချက်ချင်းပဲရိုက်ခတ်လိုက်ပါတယ်တကြမ်းကြမ်းမိတန်များလည်းထွက်လာပြီးရင်ဆဲရဲ့နဖျားအယုံနှိမ့်နေမှုကပြုတ်ကွဲသွားကပြန်လည်ပြီးတော့တပုတ်ခံလိုက်ရပါတယ်နဖျားအယုံကပြုတ်ကွဲသွားတဲ့အချိန်မှာဝင်လင်းရဲ့ပုံရင်းကမိုးကြိုးလိုလှိမ့်မဲ့စွာနဲ့ရွေလျားပြီးပြစ်ထွက် ွက်သွားပါတယ်အနေရောငကားနှကောင်ကရေဆဲစီကိုအဟိလိုက်ပြီးအစ္စရဲလီတွေကိုမှုထုတ်လိုက်ပါတယ်ထိုအစ္စရဲလီတွေကထိုနေရာတဝိုင်းကိုပြင်းထန်သွားကအနီးနားချင်းချင်းစုတွေကိုအစ္စရဲခစားချက်ကိုခန်းစားစီပါတယ် ရေခဲထဲမှာပိတ်မိနေတယ်လို့ပဲသူတို့ရဲ့မျက်နှာအမူအရာတွေကလည်းတီးတော့ပြောင်းလဲသွားပါတယ်ရင်ဆဲမျက်နှာကတော့မှန်းညွန့်နေပါတယ်တဖက်လူတဲ့စိတ်ကသူ့ရဲ့မျက်လုံးထဲမှာပေါ်လာပြီးထန်ချလိုက်ကလက်နက်ဖက်နဲ့စိတ်ဖက်လိုက်ပါတယ်အနေအောင်ငကားတွေရဲ့တိုက်ခိုက်မှုကိုလုံးဝလွတ်လွတ်ရှုပြီးမျက်လုံးလေးကိုမှဲလိုက်ပါတယ်ငါရင်ဆဲရနိဗ္ဗာန်အမြရောအလေအစစ်မှရှိတယ်မင်းတို့မတတ်ရင်ငါရဲ့နှစ်ပေါင်းထောင်ချီကျင့်ကြံမှုကအလကားဖြစ်သွားလိမ့်မယ်ရင်ဆဲရမျက်လုံးလေးကိုမှဲလိုက်တဲ့အချိန်မှာ အားကောင်းတဲ့နှဖျားအယုံလေးကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးအများစွာအဖြစ်ပြောင်းလဲသွားပါတယ်ဝန်လင်းရဲ့ပလက်မှာသူ့ရဲ့နှဖျားအယုံကနေဖန်တီးထားတဲ့အစုံမဲ့အချွတ်နေရာရှိနေပါတယ်ထုံထဲချီတဲ့အချွတ်နေရာစုပြုတ်ပြီးဝန်လင်းစီကိုပြုတ်လိုက်ပါတယ်အချွတ်တစ်ခုချင်းစီမှာရင်ဆဲကပြောင်းလဲသွားတဲ့နှဖျားအယုံကပေါင်းဝင်ပါတယ်ထိုရာသူ့ကိုနမဲကြီးစီတဲ့ဤပညာထိတ်တန်းချင်းချင်းသူတွေကချီကျူးခဲတဲ့ဤပညာပါကျဉ်းသူအများစုကခန္ဓာကိုယ်ကနေပြောင်းလဲလာတဲ့ဆွမ်းအားကိုအာရုံစိုက်ပြီးဤပညာကိုတုံ့ကြပါတယ်။မူလဝိညာဉ်ကိုဓာတ်ရိုက်တိုက်ခိုက်တာရှားပါပါတယ်။ဒါဝရင်နှဖျားအယုံတိုက်ခိုက်မှုဆိုရင်တော့ကျဉ်းသူတိုင်းကထိတ်လန့်သွားမှာပါ။ ခန္ဓာကိုယ်ကနေဖန်တီးထားတဲ့နှီးပညာကိုခုခံနိုင်ပေမဲ့နှစ်ဖျားရုံနှီးပညာကမူလဝိညာဉ်ကိုထိခိုက်စေနိုင်ပါတယ်မူလဝိညာဉ်ကိုထိခိုက်ရင်ပေါ်တရံဒဏ်ရာရတာမျိုးမဟုတ်ပဲကျင့်ကြံမှုအစဉ်ကြာစင်းတာတည်ဆုံးတာမျိုးပါဖြစ်နိုင်ပါတယ်ရောက်ပင်းရကအရင်ကတုံခဲတဲ့နှီးပညာလည်းဒီလိုမျိုးပါပဲတို့ရတဲ့ထိုရနှစ်ဖျားအယုံနဲ့မူလဆွေင်းကိုရုံတော့ထားတာပါအစွမ်းနဲ့ပင်မဲ့အားနေချက်တွေရလည်းရှိပါတယ်ရင်ဆေးရတုံတဲ့နှီးပညာကတော့မူလဆွေင်းမပါတဲ့တန်းစီတဲ့နှစ်ဖျားအယုံပါ ထိုးကြောက်ပို့ပြီးတော့ဆွန့်ထက်ပါတယ်တခုတည်းသောအာထုံမှုကနဖျားယုံပါပဲထိုးကြောက်မိုးကြိုးကောင်းကြီးပေါ်ကြောင်းမှာနေပန်းအမြန်ရောအလဲအစင်ပြင်းသူဖြစ်ပေမဲ့အစင်တန်းကမြမာနေရပါမင်းရအရင်စတိုက်ခိုက်တော့ငါခုခန့်လာပဲဒါကြောင့်မင်းရတိတ်ရမယ် like and subscribe လောက်ခဖြစ်ကိုတောင်းဆိုချင်ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တရှိပါတယ်